တောတာဆင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါတော့ဆိုင်ကြီးဆရာမကြီးခင်းနှင်းယူ၏ညအကြပြုဝတ္ထုစေအပိုင်းစနစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာညအကြပြုဆယ်ရီနောက်နေ့နက်နက်စောစောဒေါ်လီတုအခန်းကိုကူလာသည် ဆယ်လီကနနက်လက်ဖက်ရည်ပွဲပြင်ဆင်နေစေဖြစ်၍ဒေါ်လီကပါစပွဲမှဝင်ထိုင်သည်ထိုနေ့ကတနင်္ဂနွေနေ့အာဖြစ်သည်ဘာဖြစ်တာလဲဒေါ်လီဒုနှစ်ယောက်ဒီစီယုံအင်ကန်းရောက်မှဆယ်လီကပဲဒေါ်လီစီပြပြရောက်လာရတာခုတခါပဲဒေါ်လီကလာရတယ်ကဲ လက်ဖက်ရည်တောက်ပါအောင်အင်းဒီကပါမုတ်မီးကင်ကထောပတ်တုပ်၍စပွဲပေါ်လာချပေသည်တနေ့ငွေနေ့ဖြစ်၍မကြည်တို့ အလုံမစင်းပါကိုတို့မန္တလေးပြောင်းရမယ်ဟဲဆယ်လီအံ့အားတင့်သွားတယ်လို့ဂျင်းမီနဲ့အင်းဒီကလည်းအံ့ဩသွားသည် ဟင်အန်တီဒေါ်လီတို့မရှိရင် မာမီပြင်းနေတော့မယ်သားတို့လည်းဖူးထောင်သူနဲ့မကစားရတော့ဘူးဂျေမီကဆိုလိုက်အစိုးရအလုတ်ကိုကွဲ့သားတို့ငငယ်ကလည်းသားတို့မာမီနေအနှံ့ပြောင်းခဲ့ရတာပဲဆယ်လီကဒေါ်လီစကားကိုလက်ဖက်ရည်တောက်ရင် ်ငြိမ်သက်စွာနားထောင်နေသည်မမီတို့စကားပြောရကြအောင်မကြည့်တို့မလာတော့ဒီနေ့သားတန့်စီရေလောက်ရမယ်ဂျင်မီကအိတ်ခမ်းထွက်သွားတယ်လို့အင်းဒီကလည်းမိဘခံတဲ့ဝင်သွားသည်တို့လီရဲ့မင်းသွားရတော့မယ်နော်ဆယ်လီတိတ်အားငယ်တယ်ကွယ် တကယ်ပဲမင်းတို့လင်မယားကိုဆယ်လီအားကိုးနေရတာဆယ်လီကဝမ်းနည်းစကားဆို၏ဒေါ်လီသည်သူ့အပေါ်တွေ့တာသောဆယ်လီ၏တန်ရောစဉ်အတိုင်းတာကို သူနားလေပါသည်ကိုကလည်းမခွေးကျင်ပါဘူးကွယ်ဘာပဲဖြစ်ဖြစ်မင်းရောက်ခမတွေနဲ့ပြည်လေလာပြီပဲဟုတ်တယ် ဒေါ်လီမလာရင်ဆယ်လီဒေါ်လီတို့အခမ်းဘတ်ကူးမလို့မင်းညာကဂျီမီအဘိုးဘွားတွေကဂျီမီစာမွေးခွဲအောင်လို့ပါတီပေးတယ်ခလေးတွေကြီးပဲမို့ဖိုးတောင်တို့ကိုပဲဖိတ်တာ မင်းကမဖိတ်တာစိတ်မရှိနဲ့နော်ခလေးတွေခြံထဲမှာစီနေတုံးအဘိုးကြီးအဘွားကြီးကဆယ်လီကိုဧကန်းမှာခေါ်ပြီးစကားပြောတယ်သူတို့အိမ်ပြောင်းလာဖို့ ဟဲဆဲလီရဲ့ကံကောင်းလိုက်တာမင်းဒီမှာအထီးကျန်မหนีရစ်ခဲ့ရဘူးပေါ့ဘာပဲပြပြောဒိုလီတို့ပြောင်းသွားရင် နောက်လူတစ်ကတို့လူเจ้าနေပဲသူငယ်ချင်းတွေမဟုတ်တော့ဘူးလေဒိုလီကဝန်တာအာရပြောလိုက်ဤဆဲလီကခေါင်းကိုဖြင်းညင်းစွာခါလိုက်သည် တစ်ဖက်ကတွေးတော့လေဝမ်းတာစရာပေါ့ဒါပေမဲ့ဒေါ်လီမင်းတွေးကြည့်စမ်းမာမီတို့ဒီစကားဘာလို့ပြောလဲဆိုတာဒေါ်လီကဆယ်လီမိကုံးကိုမပြေငေးကြည့်နေသည်သူ့သားပြန်မလာတော့ဘူးဆိုတာတေးကြလို့ပေါ့ဆယ်လီတို့ဒီဆေးရုံအိမ်ကမ်းမှာ နေခွင့်မရှိတော့ဘူးလေအဘိုးကြီးနဲ့အဘွားကြီးက စကားပြောတိတ်လိမ်မာတာပဲသူတို့သားပြန်မလာဘူးဆိုတာလဲတလုံးမှမပြောဘူးတဲမအကြောင်းလဲမဟာဘူးဒါပေမဲ့ဘာပြောတယ်လဲဆိုတော့လင်းဆွေအောင် အင်္ဂလန်တောင်ပိုင်းဝေးနယ်မှာဝေးနယ်ကဆွမ်းစီမြို့စီယုံမှာအလုလုနေတယ်တဲ့ပြီးတော့ဆယ်လီသူတို့အိမ်ပြောင်းခဲ့ပါတယ် ဂျင်မီနဲ့အင်းဒီကြောင်းစိတ်လေသူတို့တာဝန်ယူတယ်။ Now ဆယ်လီကုမ္ပဏီအလုပ်ကျွမ်းကျင်ရင် သူတို့ငွေအရင်ထုတ်ပေးမယ်တဲ့။ကိုပိုင်ကုမ္ပဏီထောင်တဲ့။ဓာတ်တွေအလုံးဆက်ဆက်ကြည့်တော့လင်းပြတ်မလာတော့ဘူးဆိုတဲ့အတိတ်ပဲရှင်းနေတာပဲ။ဆယ်လီကဝမ်းနည်းစွာ ပြောနေတယ်လို့ဒေါ်လီကတပ်ပြင်းကြီးချလိုက်၏။ တခုရှိတယ်ဆယ်လီ သူတို့ဖွင့်မပြောလဲတဲမာနဲ့လင်းစိအောင်လက်ထက်သွားတာတီးကြပြီမင်းအတိပဲကြံရစ်တဲ့သာသမီကိုအဘိုးဘွားဒီကစွန့်ပစ်ထားရော တို့ဘာတတ်နိုင်မှာလဲသူတို့ဘက်ကတောင်းဝန်ကြည့်ပါတယ်ဆယ်လီကစင့်ကရေ မဖြစ်တော့ဘူးလေဒါတော့ဟုတ်ပါတယ်တော်လီ ဆယ်လီလက်ထက်စင်ကသူတို့မကြည်နပ်ဘူးသဘောမတူဘူးဆယ်လီကကပ်ပြားသူတို့ကရခိုင်စစ်စစ်တွေဆိုတော့ရေစီမှာဆယ်လီနဲ့ပြစ်ပမလားလို့ဆိုတာလဲတွေးမိတယ်ပြီးတော့လက်ထက်ပြီးကလေးကကိုအိမ်တောင်ကို ဦးစီးလာတဲ့မိမတယောက်ကရခမလက်အောင်ခေါင်းဆူဝင်ရမယ်ဆိုတော့ ဆယ်လီကတပိုင်းတစစကားယထာဤရှုတ်တင်ဆိုရမယ်ဆယ်လီတို့သူငယ်ချင်းချင်းချင်းပွပွင့်လေးလေးပြောရရင်မင်းဟာ ကပ်ပြားသွေးပါတယ်ကျောင်းညီတို့ကကပ်ပြားဆက်ဆန်နေခဲ့တာမှန်တယ်အိမ်တောင်ကြပြီးဒေါ်လီမြင်တလောက်ဆယ်လီမြမအိမ်တောင်ဆင်မတယောက်လူနေခဲ့တာပဲပြီးတော့ မင်းမှစုပြီးဆောင်းပြီးဘာအခြေအနေမှအသိမရှိသေးခင်ဒီအိမ်ကဆင်းရတော့မင်းဘယ်သွားနေမလဲသူတို့ခေါ်တာပဲကျေးဇူးတင်ရမယ်နောက်တစ်ခုကဒေါ်လီတခါကပြောသလိုပဲမင်းအရေးထက်ကလေးတွေအရေးကိုဦးစားပေးရမယ်လင်မယားစိတ်တပေါ်ထားခြင်းမတိုက်ဆိုင်လို့ကိုယ်သွားကြလေကျန်တဲ့သားသမီးကို ကျမကြီးအုတ်တလို့ထိမ့်သိမ့်ဆောက်ဆောက်ရတာက တို့မိခွင်တွေပဲသူတို့ကတော့ကြောက်ကော့ပြီးဆင်းသွားကြတာပဲဆယ်လီကုမ္ပဏီခွဲထောင်ပြီးလုပ်ငန်းတွေစပြီးဆိုရင် အိမ်ကိုလှည့်ကြည့်နိုင်မှာမဟုတ်ဘူးဂျင်မီကလည်းအရွယ်ရောက်ပြီးအင်းဒီလည်းနောက်နှစ်ဆိုတက်ကတူရောက်တော့မယ်အပြူပေါက်လီဖြစ်လာပြီး မင်းအလုပ်တွေနဲ့အပြစ်မှရှိနေချိန်မှာဒီကလေးတွေကိုအောက်ထိန်မှုကိစ္စရှိတယ်လေသူတို့အဘွားဟာသူတို့အတွက်အကောင်းဆုံးအောက်ထိန်သူပဲပြီးတော့ဘာပဲဖြစ်ဖြစ်သူတို့အဘိုးဥွှေဇံအောင်ရဲ့အရေးကသူတို့အပေါ်မိုးပြီးအစစအကာအကွယ်ဖြစ်တာပေါ့ကလေးတွေအတွက်အဘိုးဘွားအစိမ်ဝါဆိုတာရှိသေးတယ်ဆယ်လီ သူတို့နှစ်ယောက်ဘာစကားမှဆက်မပြောပဲတိတ်ဆိတ်စွာလက်ဖက်ရည်တောက်ရင်းပါမုတ်ထုတ်ဘတ်တုတ်ကိုစားနေသည်ကလေးတွေចောင်းသွားဘူးလှုပ်ပြရအောင်မယ်ကိုဖီသိန်းကလည်းဘာမှလှုပ်မပြရသေးဘူးဒေါ်လီပြတ်မယ်ဆယ်လီဒေါ်လီကထလိုက်၏ဆယ်လီသည်ဒေါ်လီပကုံးဖက်က တကားဝအထိလိုက်ပူသည် ဆယ်လီထင်းတယ်လေလင်းနဲ့လက်ထပ်ပြီးဆယ်လီဘဝဝိထုတပုတ်လိုဏိကုံချုပ်ပြီးအောင်းမိနေတာခုမှဆယ်လီဘဝဝိထုကိုစရမှာတော်လီမင်းကံကောင်းမှာပါဒေါ်လီကနှုတ်ဆက်ကပြန်သွားသည်ဆယ်လီကအိတ်ခမ်းမှထိုင်ရင်းဒေါ်လီစကားကိုပြန်တွေးနေသည် ốc thịnh chiến đế. Tư ta nên tâm ý tuệ, à bóa ý ốc thịnh mụ lưu tà đế. Tư nghe dinh xin mập chì kinh ngà, yên ủ liềm yô, con biết mà cháu ấy cháu ra phía, ngay nghe gà rê gà nì yà đi. Cháu mà cháu yu nì phao, cáo vương áp yu vui yà đi. Tinh lê gà cho yà đi. Em bia yào hình đó, mà bì gà tư cụ bông tuyên đi. အမီသည်စံအမျိုးသမီးဗုဒ္ဓဘာသာဝင်တယောက်ဖြစ်သည်။ဒေဒီအလူကြအဖေနှင့်အမေကိုဒေဒီမာမီဟုခေါ်ခွင့်ပြုတော်လဲ။အဝတ်အစားနှင့်ပတ်သက်၍မူကျောင်းမှာပဲဂါဝင်ဝော။အိမ်မှာထမိန်ဝတ်ရမည်ဟု ဆိုသည်။အိမ်အလုံးများ သူ့ကိုခွေးတန်းချပေးရမှာ။နနက်စစောဖျားဆွနော်ကဲရည်ချမ်းကဲ့ရသည်။မောင်လေးနှင့်အတူ ဖះစစ်ကိုစွမ်းကံပန်းကံမာမီကသင်ပြသည်ယနေ့ဖះပန်းဦးလဲရသည်ဥပုံနီများဥပုတ်ဆောက်သွားလင်ကားနှင့်သမီးကို မာမီကခေါ်ဆောင်သွားသည်တချမ်းနေရာတွင်မှမာမီသည်ဒေဒီအလူကြလိုက်ရောပြီမဲသူဤအယူဝါဒဗုဒ္ဓဘာသာမှမပြောင်းဒေဒီကို ဗုဒ္ဓဘာသာယူပါဟု သူမဆွဲပါဒေဒီကကပ်ပြားပြီးပြီးခဏခဏပါတီပွဲတွေပေးလျင်တော့ခဏခဏပါတီပွဲတွေပေးလျင် မာမီကမညိုမညင်ဒေဒီစိတ်တိုင်းကြလှုပ်ပြီးသည်ဆူတောင်းပွဲများ ခရစ်စမတ်ပွဲများလှုပ်လျင်လဲမာမီကလှလှိုက်လဲလဲဆောင်ရွက်ပြီးသည်ခရစ်စမတ်ညစာစားပွဲမှာကျက်စင်သားပါတီမှာ ဒယ်ဒီကြိုက်သည်ဖြစ်၍မာမီကပန်းတကူသားရအောင်တပည့်များထံမှကြိုတင်စီစဉ်ပေးတတ်သည်သို့သောဒယ်ဒီအရက်ကြိုက်သည်ကို မာမီခွင့်ပြုတော်လဲလူကြီးလူကောင်းတောက်နီးအလှတောက်ဖို့တော့ကွင်ဖြူပြီအိမ်မှာဒယ်ဒီအကြိုက်စီစဉ်ပေးသည် အဝတောက်ချင်းကိုတော့မာမီထိန်ချုပ်ထားသည် မမီဘုံချောင်းသွားဒီကိုဒဲဒီကလည်းမကန့်ကွယ်မောင်လေးကြော့ဆိုင်အီအသက်9နှစ်တုန်းကဆင်ပြုတ်ခွင့်ရခဲ့သည်သူတို့မောင်နှမမှာဗုဒ္ဓဘာသာအဖြစ် နေခွင့်ရခဲ့သည်သူစင်ကအချိန်လေးကို သူလွမ်းဆွမိတာမမီဤထိန်ချုပ်ပွက်ကွဲမှုအောက်မှာစီးပွားရေးကအစာသူတို့မိသားစုပြည်လည်ခဲ့သည် ဒေဒီဤအင်ဂျင်နီယာဝင်းဝေကမနေခဲ့ပါသို့တော်သူအပြူပေါင်းအရွယ်မှာမာမီကွယ်လွန်ခဲ့သည်နောက်မိတွေက သဘောကောင်းသောခရိယံအမျိုးသမီးကြီးတရားဒေဒီနှင့်မြို့တူကပ်ပြာစိတ်တူသဘောတူလွန်တော်တောက်တာလေတူကြသည် ပါတီကိုကြိုက်တာလေတူကြသည်မိတွေနှင့်ရာသော သမီးတွေက ခရိယံဖြစ်နေသည်မိတွေလက်ထက်မှာထိန်းချုပ်မှုမရှိတော့သောဒေဒီသည် အရက်ကိုအဝတောက်စာပြူလာသည် ကလပ်မှာအချိန်ကုန်သည်ကညာသည် ပါတီပွဲတွေမှာဆိုရင်လဲစုံတွဲနှွေကြသည်ဘာသာကွေးပြားမှုကြောင့်သူတို့မိသားစုမှာစိတ်ဝမ်းကွေးပြားမှုမရှိတော့လဲမိတွေကပ်ပြားလက်သေးတွင် သူ့အပြုပေါ်ဝင်ခဲ့သည် မိတွေကသဘောကောင်းတာကသဘောထားကောင်းလုံးတာကလွေရီအိမ်နှစ်လင်းကို ထိန်ကိုရမှာတော့ပျော်ညံ့သည်မိသားစုမမီစုဆောင်ထားခဲ့သောပစ္စည်းများတစတစယော်နေလာသည်သူကတော့ဒေဒီကစေတန်းအောင်ယုံမက တက္ကသူရအောင်ထားပြီးပါသည် သူတက္ကသူရောက်သည့်အထိဒေဒီတို့စီးပွားရေးကိုဘာမှမသိဘူး ူကောင်းကောင်းတုံသည်လှလှကိုသည်ဒေဒီပို့သောငွေကိုကင်တုံးရ၍စမ်းသမျှဝေဝုတ်ခဲ့သည်မိတွေပဝင်းကျင်မှာသူကြီးမြင့်ခဲ့သည်ဆိုလျင်မှန်မည်ဗုဒ္ဓဘာသာမှမကူးပြောင်းတာပဲစီသည် ကျန်နာကကပ္ပားတွေဤဒလိမှာသူပျော်မွေ့ခဲ့သည်နမတူဤဥယောပအငွိတ္တမြား ပျော်ဝင်နေသောပတ်ဝန်းကျင်မှာကြီးပြင်းလာခဲ့၍စစ်ပီးတက္ကသိုလ်ရောက်တော့လေသူ့ဟန်ပန်အမှုအကျင့်ကအနောက်တိုင်းဆန်ခဲ့သည်အောက်ထိတ်မှုမွေးဖွားရာပတ်ဝန်းကျင်သည်လူတယောက်၏အနာဂတ်ကိုဖန်တီးနေပြီပဲဒေါ်လီကိုကျေးဇူးတင်ပါသည်သူမေ့လျက်သွားသောအကွက်လေးကိုထောက်ပြသွားသည်ဤသားနှင့်သမီးကို ကျောထောက်နောက်ခံစီဖို့အွေရောက်စာငေနုတူတူအတွက်တင့်လျောသောအုတ်ထိတ်မှုရရှိဖို့သူရောက်ခမများ၏အစိမ်ဝါကို ခုလုံရပြီမည်သူ အောက်ကျလိုက်ပါတော့မည်အိမ်ပြန်ရောက်လာတော့ဒေါ်လီကကူပီသိန်းကိုဆယ်လိအကြောင်း ပြောပြသည်ကူပီသိန်းက ထိုင်ရင်လင်းဆွေအောင်ကိုတတိယနေသည်ဘုဒ္ဓခာဆယ်လီနမတူပြန်စင်က သူလင်းတို့အခန်းဘက်သွားက အရက်သွားတောက်သည်ငါဝါဒနာကိုဘယ်သူမှမသိပါဘူးကွာသူကသာနည်းနည်းမြုံမြုံမြုံကအရသာခံနေပြီမဲ့လင်းဆွေအောင်က ဖန်ွက်တစ်ခုလုံးမော့ချကာမူမူယူယူစကားပြောနေသည်ကိုတတိယမိသည်လင်းဆွေအောင်ပေါ်ဘာပဲပြပြောသူငယ်ချင်းဆိုတော့လေတွေ့တာမိတာလင်းဆွေအောင် အဖြစ်ကို စိတ်မကောင်းသူ့သူငယ်ချင်းသည်ဆရာဝန်တယောက်အနေနဲ့လူနာအပေါ်မှာတော့ဆရာဝန်ကောင်းတယောက်ဆယ်လီအပေါ်မှာတော့သူ့အပြုတ်မူတွေကလင်းသား ရင်သားကောင်းတယောက်မပီတာခဲ့အရက်မူးမူးနှင်းလင်းဆွေအောင်ပြောခဲ့သောစကားသူပြန်တွေးနေမိသည်လ ුණ ာတို့အပေါ်မှာသာမေတ္တာကရုဏာရှိရှိပြီးရင်ွယ်သားလိုတနာရမယ်လို့တစ္ဆာဆိုခဲ့တာကွာမိမတို့အပေါ်မှာတစ္ဆာစီရမယ်လို့ငါတစ္ဆာမဆိုခဲ့ပါဘူးတဲ့ တတိလွတ်လက်တတိလက်လွတ်စွာလင်းဆွေအောင် ပြောခဲ့သည်သူတို့ဆရာဝန်ဘွဲယူစဉ်ကအဋိဌံပြုပရိသစ္စာဆူရမှာလူနာတွင်သာမဟုတ်ကျွန်ုပ်သည်လူသားအလုံးဤကိုဤကျမ်းမာရေးစိတ်ဤချမ်းသာရေးကိုကျွန်ုပ်ဤအရေးကဲ့သို့ယူဆပန်းအံ့ဟုဆိုခဲ့သည်ဆဲလီသည် ူသားများအလုံးတွင် ပါဝင်ခဲ့သည်မဟုတ်ပါလားဩလင်းအပြစ်ကတမြင့်ယူလုံးကြည်ပြီးတောက်ရီအိုးမှာကွက်၍နောက်တော်သူ့အပြုတ်မူကိုဥဖီသိမ့်လဲနားမလဲတောက်ရီအိုးမှာကွက်၍နောက်ချင်းကို သူပြောစဉ်ကလည်းလင်းဆွေအောင်ကဆယ်လီဤကံကြမာတဲ့ ကိုတော့သိစိတ်ပူသေးတယ်အင်္ဂလန်မှာရောလင်းအရက်ဖြတ်ပါမလားဇနီးဖြစ်သူကိုပူပူပပန်သူကမေးလိုက်သည်ဒေါ်လီကကလေးများចောင်းသွားဖို့ပြင်ဆင်ပေးပြီးမှသူ့အနာရောက်လာသည်ခတ်တာလာကုကုသိမ့်ရာယာဒီဥရုအေးတော့လေ အေးတာကိုအကြောင်းပြစိတ်ညစ်တော့လဲစိတ်ညစ်တာအကြောင်းပြကိုကိုတငယ်ချင်းကအမျိုးမျိုးအကြောင်းပြပြီးသူတောက်ချင်လို့တောက်နေတာဒေါ်လီတော့လင်းကို အားမရပါဘူးကိုဖေးသိန်းကဘာမျှပြန်မဖြစ်သူတငယ်ချင်းဒေါန်တာ မြင့်မောင်ဦးပြန်လာတော့ကလည်းလင်းတဲ့င်းကို ပြောပြသည်တဲမာက tụi nào biết tên là ông tòa bì, lâu lâu nít đấy, xoắn xìu xíu xíu ngủ, ông mà tụi nè mà tùy đó, lần nào mà nít sinh à, nãy yêu chơi mà, đến suy ông ấy tao đi mà, suy gì à công chồng cho bà đi. lính ngủ của cụ nằm nhò để, tu hà đủ đồ để လူကောင်းတယောက်ဖြစ်ဖို့လေလူတယ်လီကိုကိုဟုတ်ပါတယ်ဒါပေမဲ့ဖြေမရအောင်သူ့ရင်ထဲဘာတွေခံစားနေရလဲမှမသိတာဖြေမရအောင်ဒေါ်လီကဦးဖီသိန်းစကားကို လိုက်ဆိုသည်ဦးဖီသိန်းက လင်းဆွေအောင်တငယ်ချင်းဖြစ်တယ်လို့ဒေါ်လီကတူတူနှင့်ရော ဆယ်လီနှစ်ရောသူငယ်ချင်းအကြောင်းတိတွေဖြစ်ကြသည်ဖြေမရအောင်လို့ကိုကူကပြောတယ်ဖြေမရအောင်သူ့မှာဘာတွေဖြစ်နေလို့လဲခက်ပါတယ်ဒေါ်လီယာမင်းကလည်းလင်းဘာတွေသူ့မှာခံစားနေရလဲဘာတွေခံစားနေရလဲမှမသိပဲနဲ့ လင်းဟာခံစားတတ်တဲ့လူတယောက်လို့ကိုကိုထင်လားထင်တာပေါ့သူတူတူကိုတော်တော်ချစ်ခဲ့တယ်ပြီးတော့တူတူဟာသူ့ရဲ့အချစ်ဦးကိုကိုအတိဆုံးပေါ့ရွေရွတတသူ့အပေါ်တယောက်စုတယောက် အဖြစ်နဲ့တူတူကချစ်ခဲ့တာတူတူမှဘာအပြစ်မှမရှိပဲသူတစ်စိန်ကျူချိုးမိတာကို တွေးမိတိုင်းခံစားနေရမှာပေါ့ဒေါ်လီကခေါင်းရမ်းလိုက်၏ဒေါ်လီကိုကိုဆူလူတာကိုနားလေပြီတူတူကိုမေးမရနိုင်လို့အရက်နဲ့ပြည်တော်ပေါ့ဟုတ်လားမေးမရတာထက်တူတူကိုရက်စက်မိတယ်ဆိုတဲ့နောင်တာက ရင်ထဲမှာတနှုတ်နှုတ်ဖြစ်နေမှာပေါ့။သုဒ္ဓတုပ္ပတာတိရတာ နောင်တပောက်ကွေးမှုကို မခံနိုင်လို့ရင်ခွင်းနာကြတိရတာ နောင်တတရားဟာတိတ်ကြောက်မှုကောင်းနေ။ဒေါ်လီကကိုဖီသိန်းပြောဒီကိုဘဝင်မကြနိုင်ပါ။ဘောလီ နောင်နာတရားကူတော့ဒေါ်လီဘာမှမပြောလို့ပါဘူး ခံစားမှုဆိုတာကိုတော့ဒေါ်လီပြောချင်တယ်ဆယ်လီကို လင်းယူသွားတုန်းကတူတူဘလူခံစားရလဲဆိုတာ ကိုကိုသိစီချင်တယ်ကိုကိုတငွေချင်းရဲ့ခံစားမှုထက်တော့တူတူမသေးပါဘူးတူတူလည်းအလူးလိုက်ခံရတာပါပဲဒေါ်လီသိတယ်တင်းမကိုလင်းယူသွားတော့လေဆယ်လီမပြောသင့်တဲ့စကားတွေပြောတဲ့အထိတ် ဂယောင်၆ရာကိုဖြစ်သွားတာပဲဒါပေမဲ့တူတူလေတိုင်းမင်းကြီးကတော့ဘဝမှာသူ့ကိုယ်သူထထိန်ထိန်နေသွားတာပဲဆယ်လီလေသူ့သားသမီးနှစ်ယောက်ကိုကျမကြီးလို့အုပ်ထိန်ပြီးတီတီငိမ့်ငိမ့်နေသွားတာပဲဆယ်လီအနေထိုင်ပြောင်းသွားတာကိုဒေါ်လီတောင်အံ့ဩမိတယ်ကိုကိုတငယ်ချင်းကြမှာခံစားမှုကိုအရက်နဲ့ကုရတယ်လို့ပြီးတော့ သူကပဲစတင်ခွဲခွာတဲ့လူမိမတွေမှာခံစားမှု အသေးနှလုံးမရှိရတော့တယ်လို့ပဲကိုဖီသိန်းကဇနီးတဲကို မော်ကြည့်လိုက်သူတငယ်ချင်းတွေဘက်ကဒေါ်လီကနာကြီးဟန်ရှိသည်သူဘာမှပြတ်မဖြစ်လို့တော့ပါဘာပဲပြပြောမိမနဲ့ယောက်ျားမှာအင်ဒရီဟူသော ထိမ့်သိမ့်မှုက မိမအတွေကသာတာကြသည်ဝန်းနေကြေကွဲမှုကို ခံစားရသည် ဖြစ် ခံစားရခြင်းဖြစ်ဖြစ်ဝန်တာမှုကို ခံစားရသည် ဖြစ်ဖြစ်အိန္ဒြေထုံးချုံမှုကြောင့်သူတို့ဖျူဖျဲပေါက်ကွဲမှုမဖြစ်ကြဖြစ်သူတွေရှိပေမဲ့နေသည်အိန္ဒြေအတိတ်ပေကူကကြီးစိုးခြင်းထိမ့်ချုပ်ခြင်း ယုတ်ကြားတွေက ထိမ့်ချုပ်เสียရမလို့လွတ်လပ်ခြင်းကယုတ်ကြားများကို သဘာဝကပီးထား၍ဖြစ်เสียရှိလင် အလွန်အကျွံထိမ့်ချုပ်မဲ့ဖြစ်တတ်သည်ဟု သူယူဆသည်ခံစားရတာချင်းတူတူခံစားမှုဝေဒနာကို မိမတွေကအင်ဒြေနှင့် ထိမ့်ချုပ်နိုင်စွမ်းပေမဲ့ယုတ်ကြားတွေက အစာထူးဖြီးဖြောက်ကြသည်ဒီလိုနှင့် ကောင်းသောအစာထုတ်မှုမရသောအခါ သူတို့သည်ဝိဒနာကျွန်ဖြစ်ကပျက်စီးရသည်ပဲကုဖီသိတက်ပြင်းချလိုက်၏အင်ပေါ်လီယောက်ျားမှလည်းအသေးနှလုံးနဲ့အသေးနှလုံးနဲ့ပေါ့ဆိုတဲ့တခြင်းလူပေါ့သောဗုဒ္ဓဟောကြားတယ် လောကုတ္တရာတရားနဲ့ဖြီးတော်မပြီဆုတဲ့တခြင်းကြားဘူးတယ်မလားလင်းလေလောကုတ္တရာတရားနဲ့ဖြီးမရတော့အရက်နဲ့ပြီးရင်အရက်ကနိုင်သွားတာပါပဲဟုတ်ပါလေကိုကုတ်တငယ်ချင်းလားလောကုတ္တရာတရားနဲ့ဖြီးမှာမိမတွေမှာတော့ချစ်သူနဲ့မရမိဘပေးစားတာနဲ့ယူရလေလက်ထက်တဲ့လင်ကို တစ္စာစီစွာနဲ့ပေါင်းရတာပဲအရက်လည်းမတော့ဘာလည်းမတော့ပါဘူးဒေါလီကငငော့လီပြောလိုက်ပြီဒေါလီကလည်းကွယ်တူတူဟာဥပဇံကြီးကိုလက်ထပ်ထားပြီးမဲလင်းကိုမေးရမယ်ထင်သလားမထင်ပါဘူးမထင်ပါဘူးမိသွားတယ်လို့လေဒေါ်လီမပြောပါဘူး မိမရပြီမဲရင်ထဲမှာတင်စီထားပြီတစ္ဆာစီစီပေါင်းသွားတယ်လို့ဒေါ်လီပြောတာဒေါ်လီကစကားစဖြက်ကဆယ်လီနဲ့သူတူတူစီသွားတော်နေကို တတိယသည်ဆယ်လီက စိတ်ကြောင်ကြက်နဲ့ရောချင်တာတွေပြောစင်ကတူတူဤအဖေကဆင်းသည်လင်းကိုချစ်နေသေးသလားမေးရင် တူတူချစ်နေသေးတဲ့ဖြေမယ်။ဒါပေမဲ့လက်ထပ်မလာမေးရင်တူတူနဲ့ပထမတွေ့စဉ်ကနဲ့လုံးဝမတူတော့တဲ့လင်းကိုလက်မထပ်နိုင်ဘူး။ဒေါ်လီဒီတူတူသဘောထားကို သူသိခဲ့သမျှကူဖီသိန်းကိုပြောပြလိုက်ပြီ။ကူဖီသိန်းနားလေပါသည်။တူတူခံစားရမှာကချစ်သူကစွပြင့်သွားတော့ကြောင် ခံစားရသောဝေဒနာလင်းခံစားရမှုက အပြစ်မရှိသောจิตသူအပေါ်ရက်ဆက်ခဲ့သော ပြစ်မှုဤနောင်တဝေဒနာဖြစ်သည်အရက်မူတဲ့ဆိုပေမဲ့သူတငယ်ချင်းလင်းဤအဘိဓမ္မာဆန်သောသက္ကလုံများကူတော့သူတတိယနေစေပါ ဆယ်လီက ကိုကိုလူချင်းတယ်လူချင်းတဲ့အတွက်ရအောင် အာထုတ်ကျူပန်းနေသူ့အလှပမာယာဆွေးဆောင်မှုတွေနဲ့ပေါ့ကိုကလေသူ့ကိုตายရတယ်ရမတ်ကိုမထိနိုင်ဘူးသူ့ကိုလူချင်းတယ်တယောက်နဲ့တယောက်ဆွဲလန်းမှုပြင်းထန်လာတော့တို့နှစ်ယောက်လူချင်းတာကိုရအောင်လုပ်ကြတယ် တို့လူချင်းလူချင်းတာရလို့ရလာတဲ့နောက်ဆက်တွဲအကျူးဆက်တွေတို့နှစ်ယောက်ခံစားကြရတာပဲမဆမ်းပါဘူးငယ်ချင်းဩလင်းဆွေအောင်ပဏိစသမုတ်ပတ်ကိုပါဠိလိုမသိသူ့ကိုယ်တွေနဲ့ပြောပြသွားခြင်းဖြစ်သည်လူချင်းလာမှု ပြင်းထန်လာတော့ ဆွေးလန့်သည်ဆွေးလန့်တော့ရအောင်လုပ်၏ရအောင်လုပ်တော့ဖြစ်လာသည် ဖြစ်လာတော့ဘဝအကျိုးဆက်ကို ခံစားကြပြီတော့သည်ဟုတ်ကဲ့ဆရာမကြီးခင်နေယူ၏ညကြပြူအပိုင်းစနစ်ကိုဖတ်ပြမျှဝေပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာစောက်စားနားဆင်ပြကြရတယ်တော်လန်ကလေးကလာတူ คลิกกาดูเดียวชิ้นสีใดကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာတောတာစင်ပေါင်းဝေးပြာဝေးกว่าကြပါစေမြမပီကြီးကတ်သုံးပါးပြီးမှအမြန်ဆုံးကင်းလွတ်နိုင်ပါစေ